အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့နေတဲ့မြို့ကနေကီလိုမီတာ90ဝေးတဲ့ဆွေဒီနိုင်ငံရဲ့တတိယမြို့တော်ကိုသွားပါမယ်မာလ်မိုမြို့ကိုရောက်ပါပြီမြို့ပြင်ဘက်ကနေပတ်သွားပြီးပင်လယ်ကမ်းစပ်ဘက်ကိုအရင်ဆုံးလိုက်ပြမယ်နော် ပင်လယ်ကမ်းစပ်မှာတော့ရောက်ပါပြီ။အော်ရေတွေကတော့ကြီးစိုက်နေတာပဲ။ Oh my Swedish Coast Guard Coast Guard တင်မော်ဒစီလာနေပါတယ်။ဘုပိုက်ကမြို့ရဲ့ဘက်အချမ်းပါ။ ဒီမြို့မှာလူဦးရေ3သိန်းခွဲကျော်နေထိုင်ကြပါတယ်။ကောလိပ်ကျောင်းပြီးလို့ကျောင်းဆင်းပွဲကိုအခုလိုပဲကားနဲ့လှည့်လည်ကြပါတယ်။ဒီနေရာကတော့မားလ်မိုမြို့ရဲ့နာမည်ကြီးမော်လီဗုံငင်းပါ။အပြည့်လုံးနာမည်ကြီးလဲဆိုရင်တော့နိုင်ငံရခြားအသီးသီးကလာရောက်ခြေချနေထိုင်တဲ့လူမျိုးပေါင်းစုံကိုဒီနေရာတဝိုက်မှာ မြင်တွေ့ရသလိုစားတောက်ဆိုင်မျိုးမျိုးဈေးဆိုင်မျိုးမျိုးလည်းရှိပါတယ် နောက်ပြီးတော့ coffee ဆိုင်ဘာ night club တွေလည်းရှိပါတယ်။ကားရဖို့နေရာကပြည့်နေလို့တပတ်ပတ်ပြီးရှာရပါဦးမယ်။အခုကျမကအာရှစားတောက်ကုံရောင်းတဲ့ဆိုင်ကိုသွားမလို့ပါ။ ဒီကွင်းမြင်ကျဲထဲမှာနွေရာသီဆို အပတ်စဉ်ဈေးဆိုင်တွေခင်းပြီးဟင်းသီးဟင်းရွက်အသီးအနှံတွေတောင်းချကြပါတယ်။ ိုးအဝေးမှာမြင်နေရတဲ့အဆောက်အအုံမြင်းမြင့်စီကိုသွားမယ်နော်ဒီအဆောက်အအုံကို turning torso လို့ခေါ်ပါတယ်ဒီတိုက်မြင့်ရဲ့ပြီးသူကပညာရှင်ကတော့စပိန်လူမျိုးဖြစ်ပါတယ်တိုက်မြင့်ကတော့မီတာ190ဖြစ်ပြီးအထပ်ပေါင်း54တက်ရှိပါတယ်လူနေတိုက်ခန်းပေါင်း148ခန်းပါဝင်ပါတယ် ဒီအမဲရောင်အဆောက်အုံကတော့ကမ္ဘာရေချောင်းတက္ကသိုလ်ရဲ့ဘေးဘက်အချမ်းမှာမြေအောက်ထဲမှာကားရပ်ထားခဲ့ပါမယ်။ကမ္ဘာရေချောင်းတက္ကသိုလ်ရဲ့အရှိတ်ဘက်ချမ်းကိုရောက်နေပါတယ်။ နွေရာသီမှာဆိုရင်ဒီမြောင်းထဲမှာအခုလိုဆက်လျစီးလို့ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲเนาะကျမရဲ့ channel ကိုကြည့်ရှုအားပေးသူများ subscribe လုပ်ထားသူများနဲ့မျှဝေပေးသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။